ယေရှုတော်ခံစားတာဘာကြောင့်လဲယုံကြည်ခြင်းတခုပဲလို့တယ်ဖျားဘက်ကပြုတဲ့အမှုကိုယေရှုတော်လို့ခေါ်တယ်ဒိုးဘက်ကပြန်ပြီးတော့မှလောက်ရတဲ့အရာကယုံကြည်ခြင်းကဲဖျားဘက်ဘာလို့လဲယေရှုတော်ဆိုတာဘာလဲမထိုက်တန်တဲ့မင်္ဂလာတိုင်းကိုသင်ကိုထိုက်တန်စေမှာယေရှုတော်โอเคဒါဆိုရင်သင်မထိုက်မတန်ပဲနဲ့သင်မင်္ဂလာတွေ2025မှာသင်ခံစားလိမ့်မယ် ျွန်တော်ပြောလိုက်ပြီမထိုင်မတမ်းမဲနဲ့ယေရှုတော်ကိုသင်ခံစားလိုက်မယ်ကြုံပါသလားယုံဖို့လိုတယ်โอเคဆက်သွားရအောင်ယောမအခန်းကြီး၄ငယ်၁၆ဆက်မြန်လေးသွားမယ်အလုံးဖက်ရအောင်ထို့ကြောင့်ဂရိတော်သည်ပြည့်ညက်တရားနှင့်ဆိုင်သောအမျိုးຫນွယ်တို့၌ပြည့်စုံ ဒီတာမကဘာဖြစ်လဲဟမ်အာဖြောင်းမရသောယေရှုတော်ကြောင့်ဖြောင်းမရသောရောက်စေခြင်းကဘာဖြစ်လဲယုံကြည်ခြင်းတရားကိုသာအမိပြု၍ရောက်တယ်ဘာတရားဖြစ်လဲယုံကြည်ခြင်းတရားစရောမတ်တာယေရှုတော်ကြောင့်ဖြောင်းမရသောရောက်တယ်ဒါဆိုယေရှုတော်ကြောင့်ဖြောင်းယေရှု တော်အပြင်ဘာထွက်လာလဲဖြောင်းမှချင်းအဲ့ဒီယေရှုတော်အပြင်ရတဲ့ဖြောင်းမှချင်းကိုရယူဖို့ရင်အတွက်ဘာအရေးကြီးလဲယုံကြည်ခြင်းကျေးဇူးတော်အပြင်ဖြောင်းမှချင်းကျေးဇူးတော်အပြင်ကျွယ်ဝချင်းကျေးဇူးတော်အပြင်ကျမ်းမာချင်းကျေးဇူးတော်အပြင်ဖရားမျက်နှာသာရချင်းကျေးဇူးတော်အပြင်ပြုလေသမျှမှာအကြံထမြောက်ချင်းအဲ့ဒီဟာတွေခံစားဖို့အတွက်အတွက်ကတခုဒီအပြင်ပဲရတယ်ဗါလဲယုံကြည်ခြင်းအပြင်ပြောရအောင်ယုံကြည်ခြင်းအပြင် คနောက်တစ်ပိုက်ဆက်ပြီးတော့သွားရအောင်โอเคအေဖတ်ခန်းကြီးနှစ်အငယ်ရှိယောကြည်သောအဖြစ်ကျေးဇူးတော်ကြောင့်ကဲ့ရင်ချေတို့ရောက်ကြ၏ဟွန်းကိုလိုလျောက်ရောက်ဆိုတော့ယုံကြည်ခြင်းနဲ့ဗာနဲ့ပြန်တွဲပြီးမြင်လဲကျေးဇူးတော်ယုံကြည်ခြင်းအားဖြင့်ယုံကြည်ခြင်းနဲ့ဗာနဲ့ကတ်နေလဲโอเค ဆရာမထားစေခြင်းနဲ့သင်ကျေးဇူးတော်ခံစားဖို့သင်ဘက်ကလိုတာကဘာလဲဘာလဲ good ယုံကြည်ခြင်းဆိုကျွန်တော်ပြောပြမယ်ဖရားရဲ့ကျေးဇူးအပြည့်အဝသင်2025မှာခံစားရဖို့သင်ဒီစံစောင်းနားလည်ဖို့လိုတယ် okay ဆိုတော့ကျေးဇူးတော်ခံစားတဲ့အကြောင်းမှာဘာအဖြစ်လဲယုံကြည်ခြင်းအဖြစ်အားလုံးပြောယုံယုံကြည်ခြင်းအဖြစ် ဒါဆိုလာပြီတဆင့်တက်တော့မယ်ခဏလေးဆိုကျွန်တော်ပြီးတော့မယ်ယောမခန်းကြီးတဆင့်အငယ်16လာပြီဒါဆိုရင်တို့ဖြစ်ဖြစ်ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်၏ကြားနာခြင်းသည်လည်းပါလေโอเคဒါဆိုပြောမယ်ပြန်သွားတော့မယ်နော်ဖခင်ယေရှုပြုတယ်ဖခင်ပြောရအောင်ဖခင်ဘာပြုလဲဘာကိုယေရှုပြုတာလဲပြော ဖရားကြီးစုပြုတယ်ဆိုတာပါလဲဟမ်မထိုင်မတန်တဲ့ဟာဒါဆိုပြောမယ်ဖရားကြီးစုပြုတယ်ကွာတင်လုံနိုင်မှတင်ရတာမဟုတ်ဘူးโอเคသူများစေနိုင်လုတဲ့ဟာကိုတင်တနိုင်နဲ့တင်ကအဲ့ဒီအမောက်ထက်တာ၍ရတဲ့မင်္ဂလာဖရားပြင်ဆင်ပေးနိုင်တယ်အဲ့ဒါကြီးစုတော့โอเคကျေးဇူးတော်ကိုမခံစားတဲ့အဖွဲ့တွေကကိုလှုပ်တဲ့အ ကိုလှုပ်တဲ့လောက်ပဲကိုရတယ်ဂျေဇူးတော်ကြတော့ကိုလှုပ်တဲ့လောက်ကိုရတာမဟုတ်ဘူးကိုယုံတဲ့လောက်ကိုရတာနားမလည်မှဆိုလို့ကျွန်တော်ပြန်ပြောမယ်ဂျေဇူးတော်နားမလည်တဲ့ပြင်ပတာတာသနာပလူတွေကြတော့ဗာလေကိုလှုပ်တဲ့လောက်ပဲကိုရတယ်ဟုတ်ပြီနော်ဒါမဲ့ဂျေဇူးတော်ကြတော့မထားနော်မထိုင်မတန်ပဲနေဦး တင်ရတာအမေအဲ့ဒီရတာတော့မတင်လုံးတလောက်ရတာမဟုတ်ပါလေယုံတလောက်ရတာဟုတ်ပြီနော်ဆိုတော့ဘာကိုယုံတာလဲတဲ့ဘာကိုယုံတာလဲတဲ့ဆိုတော့ဒီမှာကြည့်ယုံကြည်ခြင်းဒီကြားနာခြင်းပဲဖြစ်တယ်ဆိုတော့လာပြီဖျားကျေးဇူးတော်ခံစားဖို့ယုံကြည်ခြင်းကအရေးကြီးသွားပြီတနည်းအားဖြင့်ပြောပြမယ် ဂျေဇူးတော်ကိုရတဲ့တော့ချက်ကပါလဲဖယားရဲ့ဂျေဇူးတော်ဒီနေ့ဆက်ပြီးအကြီးကျယ်ခံစားရတော့မယ်ဖယားလည်းဂျေဇူးပြုထားပြီးသားဒါပေမဲ့အဲ့ဒီဂျေဇူးတော်ကိုလက်ခံရယူဖို့တင့်မှလုံနာပါလဲ very good ဆိုငါမှယုံကြည်ခြင်းရှိပါတယ်လို့သင်ပြောရင်ကျွန်တော်ပြောမယ်ဘာယုံကြည်ခြင်းလဲဒါကိုဆက်ရှင်းတော့မှာကျွန်တော် okay ပထမတစ်ဆင့်ပြီးသွားပြီ ယေရှုတော်ကိုဖျားပြုတ်ထားတယ်။အဲ့ဒီယေရှုတော်ကပါလဲမထိုင်မတန်ပဲရမယ်ယေရှုတော်။ဒီအိမ်မတ်တော်မမတ်ရဲတဲ့ဘဝဟိုအိမ်ပိုင်ဖို့နေနေတာတာဗျာအိမ်လကတော့မမှန်တဲ့လူတယောက်ကဖျားရဲ့ယေရှုတော်ခံစားလာရရင် ကိုယ်ပိုင်အိမ်ကတလုံးတော်မကောက်နှလုံးသုံးလုံးရပြန်ဟော။တကယ်ဖျားပေးနိုင်တယ်။ Okay ။ ကျွန်တော် live မှာတော့အများကြီးခံစားရတယ်ဒါပေမဲ့ရှောက်ပြောရင်ကြွားတာဖြစ်မှာဆိုလို့မပြောတော့ဘူးထားလိုက်ဖျားပြူတယ်မှုတာလည်းပြောချင်ပါတယ်ဒါပေမဲ့အကြွားတယ်ထင်မှာဆိုလို့မပြောတော့မထိုက်တမ်းမဲနဲ့ခံစားရတာအများကြီးပဲမထိုက်မတမ်းမဲခံစားရတာအများကြီးဥမ္မဥမ္မကျွန်တော်ပြောပြမယ်ကျွန်တော်လောက်ဟာလာဖိတ်ခေါ်ချင်းခါတာကျွန်တော်ပဲဗျကျွန်တော်မသွားလို့တော့နိုင်ငံတကာဖိတ်တာကျွန်တော် နိုင်ငံတကာရဲ့ဖိတ်ခေါ်မှုရတယ်နော်မြန်မာအမှုတော်ဆောင်တွေထဲမှာဆိုရင် အများဆုံးကျွန်တော်ပဲနိုင်ငံတကာခုဒါပဲမို့ဖခင်ယေရှုတော်ကြောင့်ခုနိုင်ငံတကာမှာတင်းတော်တွေဖြစ်လာပြီဖခင်လုံနေတာ ဖခင်ရဲ့မဆချင်းနဲ့လာပြီဒီလိုဖြစ်လာမယ်ဆိုရလဲကျွန်တော်သိတာလည်းမဟုတ်ပါဘူးယေရှုတော်ပဲချီးမွမ်းတာဖခင်လှုပ်ပေးမယ်လို့ယုံကြည်တယ်ဝန်ခံတယ်အကောင်းဆုံးဝန်ခံတယ်အကောင်းဆုံးဖြစ်လာတယ်ဒါပဲဆိုတင်နားလေရမှာကျွန်တော်ရစီချင်းတဲ့အရာပါလဲဆိုတော့ဖခင်ကတကယ်ယေရှုပြုတယ်ဖခင်တကယ်ကိုယေရှုပြုတယ်ဖခင်ဒါပေမဲ့ယေရှုတော်ဆိုမထိုက်မတန်မင်းနဲ့ရတာ အဲ့ဒီမထိုက်မတန်ပဲနဲ့ရတော့ငါနဲ့မတန်ဘူးလို့ဆိုတော့တင်မယုံတော့တင်မရဘူးငါလုံးမငါရမှာဒါငါမမလုံးနဲ့နာငါဘလို့ရမှာလဲလို့ဆိုတော့တင်ရမှာမဟုတ်ဘူးဒါပေမဲ့မဟုတ်လားငါငါနဲ့တော့မတန်ဘူးဒါပေမဲ့ဖျားပေးတဲ့အတွက်ကြောင့်ငါရတယ်ဆိုတော့တင်တိပြီးယုံကြည်ရှင်းနဲ့ယူလိုက်ရင်တင်တော့ဖြစ်လာတော့ ဆိုပါဆိုငါကသိုးချောင်းသားပဲငါကသိုးထိန်ပဲငါကဘလို့နည်းနည်းဘယင်မဖြစ်နိုင်ဘူးလို့တင်ကသူကအလိုက်ယုံကြည်ခြင်းတဆင့်မတက်ဘူးဆိုရင်သူဘယ်တော့မှဘယင်ဖြစ်လာမှာမဟုတ်ဘူးအစ္စရေလရဲ့ဒုတိယဘယင်ဖြစ်လာမှာမဟုတ်ဒါဝေးကဒါပေမဲ့သူဘာယုံကြည်လဲဆိုတဲ့အခါမှာငါဖះပါတော့ကြောင့်ငါမလုံနိုင်တာဘာတစ်ခုမှမရှိဘူးငါဖះအရာခတ်သိမ်းကိုတတ်နိုင်တယ်ဒီအတွက်ကြောင့်ငါဖះယုံနဲ့ငါကလည်းပဲခတ်သိမ်းတော့အရာငါတတ်နိုင်တယ် ကျွန်တော်ယုံကြည်သူခရိယန်တွေအားလုံးကိုဘဝကြီးတစ်စစ်ချိုးပြောင်းလဲစေခြင်း ਨੇ အဲ့တော့အရေးကြီးဆုံးကဖယားကမကြည့်မကြည့်နော်ဖယားကမဆတ်ခြင်းနာမှာလက်ကိုယာနာပဲဖို့ဖို့စကားကိုကျွန်တော်ပြန်သုံးတော့မယ်ဖယားသခင်ကမဆတ်ခြင်းနာမှာလက်ကိုယာနာပဲကောင်းကြီးပေးခြင်းနာမှာလက်ကိုယာနာပဲဒါမဲ့ကျွန်တော်တို့ကငါနဲ့မတန်ဘူးလို့ခံယူထားတဲ့အခါမှာမရအောင် ဖယားသခင်ကငါ့အတွက်ဒီမင်္ဂလာကိုပြင်ဆင်ပေးထားတယ်ယေရှုအပြင်ငါရယူမယ်ဆိုတဲ့သူတွေဖြစ်ရင်အဲ့ဒီမင်္ဂလာစပြီးတင်းစီရောအာမင်ဒါဆိုကြည့်အောင်တို့ဖြစ်ဖြစ်ယုံကြည်ခြင်းတည်ကြားနာခြင်းဒါဆိုတော့ကျွန်တော်လုံနာပါလေစစ်မှန်တဲ့ယုံကြည်ခြင်းအဲ့ဒီဂျေဇုတော်ခံစားဖို့လိုရပါလေစစ်မှန်တဲ့ယုံကြည်ခြင်းโอเคဘာယုံနာလဲတဲ့ယုံကြည်ခြင်းတည်ကြားနာခြင်းဖြစ်တယ်ကြားနာခြင်းတည်လေဖျားသခင်စကားအဖြစ်ဖြစ်တယ် ဒါမဲ့ကျွန်တော်ပြောပြမယ်မာဂျီ faith come from hearing ဒါကြောင့်ကျွန်တော် NIV ကျွန်တော်သုံးခိုင်းတာကျမ်းနာခြင်းကဘာလဲတဲ့ဖျားစကားဖျားစကားဆိုကျမ်းစာတအုပ်လုံးကိုပြောတာလားမဟုတ်ဘူးဗျာကျွန်တော်ပြောပြမယ်ကျမ်းစာကြီးကိုကြိုက်ပြီးတော့ပြောနေတဲ့တရားဟောဆရာတွေအများကြီးပဲ ဒါမဲ့အခုယုံကြည်ခြင်းကိုဖြစ်စေတဲ့တရားပါတရားလဲဆိုတော့သင်တို့သိရမယ်တရားတိုင်းမဟုတ်ဘူးဧဝံဂေလိတရားဆိုတာပါလေခရစ်တော်မပါလိုက်ဘာဧဝံဂေလိတရားမှမဟုတ်ဘူးအဲ့ဒါကို different gospel လို့ခေါ်တယ်ဂလာတိမှာပဲထင်တယ်ဂလာတိခန်းကြီး1အငယ်9မှာလားမသိဘူး ဟုတ်မလားဂလာတိခန်းကြီးတဲ့ငယ်ခုနှစ်မှာလား something ချက်လောက်ကြည့်ပါဦးချက်လောက်ကြည့်ပါဦး6လားခုနှစ်လားတခုပဲခုနှစ်ကိုကြည့်လိုက်ရင်သောထိုအဲဥလိတရားသည်အဲဥလိတရားမဟုတ်အာသင်တို့ကို6မှာလားဟာလားခရစ်တော်၏ယေရှုတို့ယေရှုအဖင်သင်တို့ကိုခေါ်တော်မူသောသူနှင့်ဤမြတ်လောက်မင်းမြန်ခွာ၍သင်တို့သည်အခြားသောအဲဥလိတရားကိုအခြားသောဧဝံဂေလိတဲ့ gospel တော့ gospel ပဲ ဒီနေ့ဟလာကျွန်တော်ပြောပြမယ်နားလည်အောင်ပြောပြောပြမယ်ခရစ်တော်မပါလာပဲဟောနေတဲ့တရားတွေအများကြီးပဲအချာသောအေးဥင္ကလေးအဲ့ဒါတင်းရုံကြည်ခြင်းမဖြစ်စေဘူးဖျားเจ้าတွေမှာခရစ်တော်ကိုမချီးမြှောက်ဘဲနဲ့ခရစ်တော်အားဖြင့်ရတဲ့မင်္ဂလာအကြောင်းကိုမပြောဘဲနဲ့ဟိုเจ้าတီเจ้าတွေနဲ့ဖျားเจ้าမှာတရားဟောချက်တွေပြီးသွားတဲ့အဖွဲ့တွေအများကြီးအဲ့ဒါတင်းရုံကြည်ခြင်းမဖြစ်စေဘူး ောင်းကင်နိုင်ငံကဘယ်နှစင်ဘယ်နှဘုံကဘယ်နှစင်အဲ့ဒီကောင်းကင်နိုင်ငံရောက်ရင်တော့ရောက်မှာပဲယေရှုအဖင်ရောက်ဖို့ရောက်တယ်ဆိုတာသိဖို့ပဲရည်ကြီးတာရောက်ရင်သိလိမ့်မယ်ဘယ်နှစင်ဘယ်နှစင်လဲရှစ်စင်နဲ့ကိုးစင်နဲ့အဲ့ဒါတွေအရေးမကြီးဘူးအရေးကြီးတာကအဲ့ဒီကိုရောက်ဖို့လိုတယ်အဲ့ဒီရောက်တယ်ဆိုတော့စိတ်ချမှုရှိဖို့လိုတယ်အဲ့ဒါဘယ်သူအဖင်လဲယေရှုအဖင်ပဲဆောဒမကြီးအချာတော်အေဝံဂေလိတဲ့ အခြားသောဧဝံဂေလိဒါသိထား different gospel တဲ့ဒီမှာ different ဒီမှာကျွန်တော်ကဖျားเจ้าတွေကိုစော်ကားလည်းမဟုတ်ပါဘူးခရိယန်တွေကိုစော်ကားလည်းမဟုတ်ပါဘူးဒါပေမဲ့ကျွန်တော်ပြောပြမယ်တင်းကိုယုံကြည်ခြင်းမဖြစ်စေတဲ့တရားတွေကိုသွားနားထောင်လာချိန်ကုန်နေဗျာပြည်သူညီတိတွေဟောနေတဲ့အများကြီး ပြည်သူနီတိဆိုတာသိလားဟမ်ကောင်းကြပါကောင်းကြပါတန်ရှင်းကြပါတန်ရှင်းကြပါဖြောင်းမကြပါယေရှုအဖင်ဖြောင်းမခြင်းအကြောင်းပြောမှာလေဘယ်လိုလိုဖြောင်းမခြင်းအကြောင်းမပြောနာလဲယေရှုမပါလာတဲ့ဖြောင်းမခြင်းအလကားပဲယေရှုမပါလာတန်ရှင်းခြင်းအလကားပဲယေရှုမပါလာတဲ့အောင်မြင်ခြင်းလည်းအလကားပဲအဓိကပြောရမှာအဲ့ဒါဒါဆိုပြန်သွားလိုက်ရအောင်အခြားသော အခြားသောဧဝံဂေလိမဟုတ်ဘူးလို့တယ်ဒီနေ့ယုံကြည်ခြင်းမဖြစ်ကြဘူးဗျဖះကြောင်းတွတ်တက်တာပဲဗျာကျွန်တော်လည်းဖះကိုယုံပါတယ်ဒါပေမဲ့ယုံကြည်ခြင်းကမှားနေတဲ့အခါမှာကျေးဇူးတော်မခံစားရဘူးဘာတွေပဲကြားနေလဲပြောအခြားသောဧဝံဂေလိပြောဘာလဲအခြားသောဧဝံဂေလိကဒုက္ခပေးနေတာပြောရအောင် different gospel yeah အဲ့ဒါအဲ့ဒါ အဲ့ဒါဖျားကြောင်းတော့ပုံမှန်တက်တာငငယ်တဲ့တက်လာတာဘာယုံကြည်ခြင်းမှမရှိဘူးယုံမှချင်းတွေပဲဖြစ်လာတယ်โอเคပြန်သွားရအောင်ယောမ30ငွေ16တို့ပြင်ယုံကြည်ကြနာခြင်းကြနာဖြင့်ဖျားသိမ်းစကားတော်အဖြစ်ဖြစ်တယ်โอเคပြောမယ်ဓမ္မကြီး faith come from hearing the message hearing a message mode, the message. Trihara. Horror Tiari Alon Amudo Zoni, Alon Legend of Biome. Geno Chibiroma, Hala, Kuan Unit, Amudo Zoni, Pian Hobiome, so in the message of Hoba is not a message. The message. The message and the message is. heard through the word about Christ. ဒါရေးကြည့်သွားပြီယုံကြည်ခြင်းကိုဖြစ်စေတဲ့တရားကဘာတရားလဲယေရှုခရစ်တော်အပြင်ဖျားလုတ်ပေးခဲ့တဲ့တရားကိုသင်ကောင်းကောင်းကြားနာပြီးတော့မှသဘောပေါက်နားလည်ဖို့ရေးကြည့်တာ ဒါမှထားပေးညီကိုမောင်မတော်ယေရှုခရစ်တော်အားဖြင့်ရတဲ့မင်္ဂလာကိုသင်တို့သဘောမပေါက်ဘဲနဲ့တခြားအရာတွေပဲသင်ရနေအဆင်မပြေဘူးဗျကျမ်းစာတွေအရန်တီးတယ်အရန်တက်တယ်အရန်နားလေတယ်ဒါပေမဲ့ယေရှုအားဖြင့်ရတဲ့ဟာပါလေThe word about Christ. ်ရှိယုံကြည်ခြင်းသည်ကြားနာခြင်းဖြစ်ဖြစ်တယ်ကြားနာခြင်းသည်လေဖျားစကားလို့ဒီမှာဗမာလိုကသုံးတယ်ဒီမှာဘာသုံးလဲပါလေဖျားခင်ဤစကားဆိုပါလေခရစ်တော်ကြောင့်ခရစ်တော်ကြောင့်အသင်ကိုယုံကြည်ခြင်းဖြစ်စေတာ အချက်တွေမြောင်များစွာဟောနေတယ်ကောင်းတယ်ဒါပေမဲ့ခရစ်တော်ကြောင့်ဟောရမှာပြောဘသူကြောင့်ခရစ်တော်ကြောင့်ဗျာညီကောင်မောင်မတော်ဒါဆိုကျွန်တော်ပြောခရစ်တော်အကြောင်းကဘာလဲအခြေခံကျွန်တော်ပြောမယ်။သင်ရဲ့သင်ရဲ့ life မှာသင်မလုံနိုင်တော့သင်ဘု து ကိုလိုလဲခရစ်တော်ကိုလိုလဲ။ဥမာယေတမားတယောက်က ဖျားเจ้าထဲမှာ तू ကဖျားเจ้าတော့ပုံမှန်လာတယ်ယတမဘဝနဲ့မလွတ်မြောက်နိုင်ဘူးအဲ့တော့သင်ဘလို့ကုညီမလဲသင်ဘလို့ကုညီမလဲပြောစေသမားတယောက်အယတမတယောက်မွေးစေဝါထဲမှာရှိတဲ့လူတယောက်မတရားသောမေထုံထဲမှာ तू မလုတ်ချင်မဲနဲ့လုတ်နေရတဲ့လူတယောက် तू ဘလို့လွတ်မြောက်အောင်လုပ်မလဲသင်ဘလို့လွတ်မြောက်အောင်လုပ်မလဲအဲ့ဒီလူတယောက် ဒါပဲမကဘူးဗျာနောက်ဆုံးကျွန်တော်ပြောပြမယ်လွတ်မြောက်ခြင်း ਨੇ မပျော်တော့ဘူးအဲ့ဒီလူတယောက်ကဒီမကောင်းတဲ့အထဲကနေပေါ့ဗျာတခုခုပေါ့ဗျာသူလွတ်မြောက်ခြင်း ਨੇ အဲ့အတွက်အသင်းတော်ဆိုတာရှိရတာဗျာ they need the message not a message they need the message ဘာမက်ဆေ့ချ်တည်လာညီကိုမောင်းမှာတော့လူတယောက်ကအနူတယောက်ကလူတော်ထဲမှာမတိုးရဲဘူးဒါပေမဲ့ယေရှုဆင်းလာမယ်လမ်းတောင်ပေါ်ဒေသနာဟောဘရဆင်းလာမယ်လမ်းရဲ့အလဲမှာသူသွားစောင့်နေတယ်မြို့ပြင်လေလေးမှာယေရှုကတောင်ပေါ်ဒေသနာဟောဘရဆင်းလာတဲ့ချိန်မှာကျန်းကျန်းစာမှာတေချာဖတ်ကြည့်သင်တို့တွေ့လိမ့်မယ်တေချာမှာဖတ်ရင်သင်တို့မတွေ့ဘူး ဒီလိုချက်ချောက်ဖဘယ်တော့မတွေ့ဘူးချက်ဘေးချောင်းပြောနေလဲလာလိမ့်မယ်ယေရှုအတော်မူဒေသနာဟောဘရောပြီးလဲပြီးရဆင်းလာတဲ့အချိန်မှာကိုရောတဲ့အလိုတော်ရှင့်ကျွန်တော်တန်ရှင်းစေပါတဲ့ဒါဆိုတော့ပြောပြမယ်ပြည့်ညက်တရားဘာပြောမယ်ထင်လဲဘာသာတရားအလုံးဘာပြောမယ်ထင်လဲမင်းနူတာဘာလို့နူတာလဲဟွန်း 我们看到老一代的叫“咩啊老妞”呢？看到老一代的叫“咩啊”？哈啦，哦，我老叫来，台湾话阿扁用咩啊叫“谁”呢？那个爸爸呀，Jesus 的阿鲁毛，他们对内 Jesus 的呀，古拉彼得托福克的耶稣，阿家我们妈朋友呢？对内 Judge 老呢？对内我哋咩啊伊？你话咱那边的那大家嘛？ နော်ဂျေစုတရားဆိုတာမထိုက်တန်တဲ့သူကိုထိုက်တန်စေတာဂျေစုတရားသူဒီလိုယောဂဖြစ်မှာပေါ့သူကဒီလိုလုပ်တဲ့အတွက်ကြောင့်ဒီလိုဖြစ်တာမဆမ်းဘူးလေအဲ့ဒါကဂျေစုတရားမဟုတ်ဘူး It's not the message the message အဲ့လိုမဟုတ်ဘူးလာလိုသူတိုင်းလာနိုင်ကြောင်းကြွေးကြော်ဆမ်းပါ အဲ့ဒီမကောင်းခြင်းကငါရဲ့ကောင်းမြတ်ခြင်းနဲ့ထိရင်ကောင်းမြတ်ခြင်းကနေရာယူတော့လွှမ်းမိုးသွားလိမ့်မယ်